ျွန်တော်အမွာပိုးတဲ့အများကြီးကိုကျွန်တော်တို့သိခဲ့တယ်ဒီဗီဒီယိုကြည့်နေတဲ့လူတွေမှာတော့အမွာပိုးပါကောင်းပါနေလိမ့်မယ်အချင်းတူတဲ့အမွာတော့အချင်းမတူတဲ့အမွာတို့ရှိတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောမယ့်အမွာပိုးကခေါင်းချင်းတစ်ခုကတ်နေပြီးတော့အုံနောက်တစ်ခုလည်းပါတယ်အမွာပိုးကြောင့်ပြပြပေးသွားမယ်ဗီဒီယိုမတော့ခဲ့ပါဘူးကျွန်တော်ဗီဒီယိုမှာကြော်ညာထည့်ကျင်တာဖြစ်ဖြစ်ကြော်ညာတိတက်ရိုက်ကူးကျင်တာဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီဖုန်းပေါ်ဆက်သွယ်လို့ရပါတယ် 2006ခုနှစ်အော်တိုဘာလ25ရက်နေ့မှာ Vancouver ဆိုတဲ့ကနေဒါနေရာမှာပေါ်မလေးနှစ်ယောက်မွေးဖွားလာတယ်ဆိုတော့နှစ်ယောက်လို့ပြောရင်မားနေလဲမယ်တယောက်မွေးဖွားလာတယ်အဲ့တယောက်ကခန္ဓာကိုယ်နှစ်ခုနဲ့အုံနောက်ကတစ်ခုနဲ့ဆိုတော့အုံနောက်တစ်ခုဆိုတာကျွန်တော်ပြောရမယ်ဆိုရင်သူတို့များရဲ့ဖွဲ့စည်းပုံမိတ်ဆွေပဲနှုံးချစ်ကြည့်လိုက်ပါ ဆိုတော့သူတို့နှစ်ယောက်ရဲ့နာမည်က Krista and Dayton လို့ခေါ်တယ်။ဆိုတော့သူတို့နှစ်ယောက်ကိုအတီးကပါရဲပါချချက်ကဘယ်လိုမျိုးလဲဆိုတော့ခေါင်းကြီးကတ်နေတာဗျာ။အဲ့ခေါင်းကြီးကတ်နေတဲ့မှာအုံနောက်ကတော့နှစ်ခုပါတယ်။ဒါပေမဲ့အဲ့အုံနောက်နှစ်ခုကိုကျွန်တော် bridge တစ်ခုနဲ့ဆက်ထားတယ်ဆိုတော့တံတားပုံစံမျိုးတစ်ခုနဲ့ဆက်သွယ်ထားတယ်ဆိုပြီးပြောတယ်။ဆိုတော့အဲ့လိုမျိုးဆိုရင်ကျွန်တော်ပြောရမယ်ဆိုရင်ဗျာဒီခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးလုံးစုံမှုတွေခံစားချက်တွေအကုန်လုံးကနှစ်ယောက်လုံးတစ်ယောက်နဲ့တစ်ယောက်ဆက်ဆက်နေတယ်။ ဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဒီဘက်ခန္ဓာကိုယ်ရဲ့နှလုံးကညှစ်ထုတ်လိုက်တဲ့သွေးရဟိုဘက်ခန္ဓာကိုယ်ထဲမှာလည်းလဲပတ်နေတယ်ဟိုဘက်ခန္ဓာကိုယ်ကညှစ်ထုတ်လိုက်တဲ့သွေးရနဲ့ဒီဘက်ခန္ဓာကိုယ်မှာလည်းလဲပတ်နေတယ်ဆိုတော့အဲ့လိုမျိုးနှလုံးကနှစ်ခုပါတယ်အုံနောက်ကတစ်ခုပဲပါတယ်တစ်ခုပဲပါတယ်ဆိုတော့ကျွန်တော်တို့အုံနောက်ပုံမှန် size တက်ကိုပို့ပြီးကြည့်ရနှစ်ခုကိုကျွန်တော်တို့ bridge တစ်ခုနဲ့ဆက်သွယ်ရတယ်တရားတစ်ခုနဲ့ဆက်သွယ်ရတယ်ဆိုတော့အဲ့ကလေးတွေမွေးလာတော့ဆရာဝန်ကလုံးဝအသက်မရှင်နိုင်ဘူးပြောတယ်24နိုင်တောင်အသက်မရှင်နိုင်ဆိုပြီးပြောတယ်ဒါပေမဲ့အခုလက်ရှိထိ2006ကမွေးတဲ့ကလေးတွေအခုလက်ရှိထိအသက်ရှင်နေတော့မယ်သူတို့နှစ်ယောက်နာမည်က ခရစ်စတန်နဲ့တိုက်တယ်လို့ခေါ်တယ်။ဆိုတော့မွေးတဲ့အခါမှာလည်းသူတော်တော်ကြီး challenge ယူပြီးတော့မွေးဖွားလာခဲ့ရတယ်။ဒါပေမဲ့မွေးတဲ့မိဘတယောက်အနေနဲ့တော့ကိုသားသမီးဘယ်အခြေအနေဘယ်နေရာပဲရောက်မိဘရဲ့သဘောတရားကတော့ဘာကြီးပဲဖြစ်နေပါစေဆက်ချင်နေဦးမှာပဲ။ဆိုတော့အဲ့ဒီသဘောတရားအတိုင်းပဲဒီကလေးတွေကြောင်းတက်တယ်။ပညာတွေလေ့လာတယ်။နောက်ပိုင်း interview တွေမှာပါတယ်။ဒါပေမဲ့2019နောက်ပိုင်းမှာဒီကလေးတွေအသက်17နှစ်အရွယ်နောက်ပိုင်းမှာသူတို့ interview တွေမပေးတော့။ဆိုတော့ဒီကလေးနှစ်ယောက်ကိုကြည့်မယ်ဆိုရင်ဒီ Titan လို့ခေါ်တဲ့ကလေးတယောက်ကကြတော့ လက်၃ချောင်းနဲ့ခြေထောက်တစ်ချောင်းကိုသူ့ရဲ့အုံနောက်က control လုပ်တယ်။ဒါပေမဲ့နောက်ဒီ crystal လို့ခေါ်တဲ့နောက်ကောင်မလေးတစ်ယောက်ကခြေထောက်၃ချောင်းနဲ့နောက်လက်တစ်ချောင်းကို control လုပ်တယ်။ဆိုတော့သူတို့နှစ်ယောက်ကခန္ဓာကိုယ်နှစ်ခုဖြစ်နေပြီးမြဲလဲလက်နှစ်ချောင်းခြေထောက်နှစ်ချောင်းပါနေပြီးမြဲလဲလက်နှစ်ချောင်းလို့တယောက်တည်း control မလုပ်ဘူးခြေထောက်နှစ်ချောင်းလို့လည်းတယောက်တည်း control မလုပ်ဘူး။၃ချောင်း၃ချောင်းစီခွဲပြီးတော့ control လုပ်တယ်။နောက်တစ်ခုကျွန်တော်ပြောရမယ်ဆိုရင်တယောက်တွေးတာတယောက်အုံနောက်ကစဉ်းစားတာနောက်တစ်ယောက်ကတည်တယ်။ ဆိုတော့ဥမာကျွန်တော်ပြောရမယ်ဆိုဒီဘက်ပါကျွန်တော်ကလှည့်နေတယ်။နောက်ကလေးတယောက်ကဒီဘက်ကိုလှည့်နေတယ်။သူတို့နေအောင်ဆန့်ကျင်မဲ့ဖြစ်နေပြီမလဲ။ဒီဘက်ကကလေးမြင်တဲ့အမျိုးဒီဘက်ကကလေးတည်တယ်။ဒီဘက်ကကလေးမြင်တဲ့အမျိုးလည်းဒီဘက်ကကလေးတည်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အုံနောက်ကြားထဲမှာထည့်ထားတဲ့အဲ bridge ဆိုတဲ့ဆက်သက်ရည်လေးတစ်ခုကြောက်။ပြီးတော့ကောင်မလေးတယောက်ကအဲ့ထက်ကနှစ်ယောက်ထက်ကတယောက်က အကြာလို့တွေပါနေစားတယ်ဆိုရင်ဒီဘက်ကကောင်မလေးကလည်းခြုံတဲ့အရာတော့ခံစားမိတယ်ဆိုတော့သူတို့ဟုတ်ပါတယ်ကျွန်တော်ဒီ normal လူတယောက်အနေနဲ့ဒီဟာတွေကိုလက်ခံဖို့ခက်ခဲနေပြီမဲ့လေသူတို့က daily နေနေရတဲ့လူတွေဖြစ်တဲ့အတော်မှာဒါသူတို့ရဲ့ nature ဖြစ်သွားပြီဗျာသူတို့မှလည်းအနေနဲ့အများတော့ခက်ခဲရတော့ရှိနေမှာပဲသူတို့ရဲ့ life မှာဒါမှမဟုတ်လေကျွန်တော်ပဲကြော်ဖြတ်နေရမှာပဲလေဘဝဆိုတာတယောက်နဲ့တယောက်တူနေတာမှမဟုတ်တာဒီနေရာမှာကျွန်တော်ပြောရမယ်ဆိုရင်ဗျာတယောက်ကိုရိုက်ရင်လေနောက်တယောက်ကနားတယ် နှစ်ယောက်လုံးမှာခံစားချက်ရှိတယ်။နှစ်ယောက်လုံးမှာအားသာချက်ရှိတယ်။ပြီးတော့နောက်တစ်ခုသူတို့နှစ်ခုရဲ့အားသာချက်ကဘာလဲဆိုတော့တယောက်နဲ့တယောက် communicate ကစကားမပြောဘဲလုပ်နိုင်တယ်။အနေနဲ့တော့ထူးဆောင်ရမယ်ထင်တော့ကျွန်တော်အခုကျွန်တော်ပြောတာနားလည်အောင်လို့ဆိုရင်ကျွန်တော်စကားပြောရတယ်။ကျွန်တော်စကားပြောမှကျွန်တော်ကြည့်တဲ့ပရိသတ်တွေနားလည်မှာပဲအဲ့ဒါတဘာဝပဲ။ဒါပေမဲ့သူတို့နှစ်ယောက်ကြားထဲမှာရှိတဲ့ communication ကတယောက်နဲ့တယောက်စကားပြောစရာမလိုဘူး။အုံလုံးထဲကတွေးတဲ့အတွေ့အကြုံတွေပဲနှစ်ယောက်နဲ့တယောက် information တွေ pass လုပ်နေကြတာ။တော်တော်ကြီးစိတ်ဝင်စားစရာမကောင်းဘူးလား။ ကျွန်တော်ကိုယ်တိုင်တော့စဉ်းစားမိတယ်စကားမပြောဘဲတယောက်နဲ့တယောက်ဘယ်လိုများလာလဲချာလဲအုံနောက်နဲ့တယောက်နဲ့တယောက်ဘယ်လိုများလက်ခံကြလဲဆိုပြီးတော့โอเคပြီးတော့နောက်တစ်ခုကတယောက်စာကြဲ့ရင်လေနောက်တယောက်ကစာရတယ်ဆိုတော့ဒါတတော်ကြည့်နေတယ်ပရိသတ်တွေကမှចောင်းသားတွေပါဆိုတော့တော်တော်လေးစိတ်ဝင်စားမှထင်တယ်နှစ်ယောက်ရှိတဲ့ပုံမှာတယောက်စာကြဲ့ရင်လေနောက်တယောက်စာရတယ်ဆိုတော့တော်တော်များများဒီလိုအမွာဘူးတွေခါချင်းကတ်နေတဲ့အမွာဘူးတွေရှိတယ်ခေါင်းချင်းကတ်နေတဲ့အမွာဘူးတွေရှိတယ်ကြောချင်းကတ်နေတဲ့အမွာဘူးတွေရှိတယ်ဆိုတော့သူတို့ရဲ့တတော်များများအားနေချက်တစ်ခုတစ်ခုကဘာလို့ဖြစ်လဲဆိုတော့တချို့ကြတော့နှလုံးကတစ်ခုပဲပါလာတယ်ဒါပေမဲ့ခန္ဓာကိုယ်နှစ်ခုဖြစ်လာတယ် အထူးကြတော့လေနှလုံးကနှစ်ခုပါတယ်ဒါပေမဲ့ဒီကောင်မလေးခရစ်စတာနဲ့ဒီတိုက်တယ်လို့ခေါ်တဲ့ကောင်မလေးမှာကြတော့နှလုံးကနှစ်ခုပါတယ်နှလုံးပါတယ်ဆိုသူရဲ့ခံစားချက်ကနှစ်ခုဖြစ်နေပြီမဲ့လေတစ်ဖက်အုံနောက်က6တော့3ချောင်းနဲ့လက်တစ်ချောင်းကိုကွန်ထရိုးလုပ်တာနောက်တစ်ဖက်အုံနောက်က6တော့တစ်ချောင်းနဲ့လက်3ချောင်းကိုကွန်ထရိုးလုပ်တာဆိုတော့နောက်ခန္ဓာကိုယ်တစ်ခုရဲ့အင်ကာရဲ့တွေပါသူတို့ကကွန်ထရိုးလုပ်နေတာဖြစ်တဲ့အတော့မှာတယောက်နဲ့တယောက်ကရံဖြစ်လို့မရအောင်ဗျာရံဖြစ်လို့လည်းအဆင်ပြေနေမှာမဟုတ်ဆက်ွေချက်ကတယောက်နဲ့တယောက်ချိန်မှာအငြင်းရှိနေလိမ့်မယ် ဆိုတော့သူတို့တွေလည်းတဘာဝလူမျိုးပဲចောင်းသွားတက်တယ်ဆိုတော့ကနေဒါမှာရှိရဲ့ကလေးဖြစ်တဲ့တော့မှာတဘာဝအတိုင်းပဲဒီ normal ကလေးတယောက်လိုမျိုးပဲចောင်းတက်တယ်ဒါပေမဲ့ live style ရတော့ကျွန်တော်ဦးနဲ့ပြောခဲ့သလိုမျိုးပဲတို့ life မှာအနည်းတော့ခက်ခဲနေလိမ့်မယ်တို့ရဲ့ daily life မှာတရက်တရက်တို့ရှင်သာမှုကကျွန်တော်တို့တော့အရင်လွယ်ကူနေမှာတော့မဟုတ်ဆိုတော့နှစ်ခုတစ်စိတ်ဖြစ်နေတဲ့အတွက်ကိုမှာ ခန္ဓာကိုယ်ကနှစ်ခုစိတ်ကတစ်ခုလည်းဖြစ်နေတယ်တော့ပြီးတော့သူတို့နှစ်ယောက်ရဲ့ရုပ်သဘောတရားလေးတွေကိုလည်းကြည့်မယ်ဆိုရင်ဒါပုံမှန်ထက်နည်းနည်းလေးထူးခြားတယ်ဗျာသူတို့ကစားတဲ့ဗီဒီယိုလေးတွေကနည်းနည်းလေး strange ဖြစ်တယ်သူတို့ပုံစံလေးဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘာတင်ယူလို့ရလဲဆိုရင်ကျွန်တော်တို့ life မှာကျွန်တော်တို့ရလာတဲ့ဘဝတစ်ခုကကျွန်တော်တို့ gift ပါဆိုတော့အနည်းဆုံးတော့ကျွန်တော်တို့မှာအင်္ဂါရဲ့တည်ဆုံနေသေးတယ်စကားပြောနိုင်သေးတယ်ဆိုတော့ကျွန်တော်တို့တာမန်လူတစ်ယောက်ဖြစ်နေသေးတယ် ဒါပေမဲ့တခြားလူတွေအတွက်ကျတော့တခြားလူတွေမပြည့်စုံတဲ့လူတွေအတွက်ကျတော့ဒီတာမန်လူတယောက်ဖြစ်ဖို့အတွက်ဆိုတာသူတို့ကဘဝရေးပဲကျွန်တော်ပြောချင်တာဒီကလေးတွေပတ်စံတတော်ကြီးချမ်းသာနေပြီမဲ့လေ life မှာလူမဲ့လူတယောက် normal လူတယောက်လို့သူတို့နေချင်နေပြီမဲ့လေသူတို့ life မှာနေလို့မရအောင်ဆိုတော့ကျွန်တော် idea ပေးချင်တာကတော့အကြံပေးချင်တာကတော့ရှားတဲ့ဘဝလေးကိုတံမိုးထားကြပါဘာဆိုတော့အရင်အရေးကြီးတယ် ကျွန်တော်တို့ life မှာပြီးတော့နောက်တစ်ခုကျွန်တော်ရဲ့ဒီ message တွေတချို့တွေဆိုရင်ကို life မှာကို life ကို satisfy မဖြစ်ဘူးဗျာအရင် blame လုပ်နေကြရတာတွေရှိတယ်ဆိုတော့အဲ့လိုမျိုးဖြစ်လာတဲ့အခြေအနေမျိုးဆိုရင်ဒီဗီဒီယိုတစ်ချက်တော့ကြည့်ကြည့်ပါတကယ်ကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့တင်ငယ်နဲ့ဒီလိုစိတ်ဓာတ်တွေကြားဆင်းနေတဲ့ဆိုရင်လည်းဒီဗီဒီယိုတစ်ချက်တော့သူတို့ပို့ပေးလိုက်ပါတချို့ကိုယ်အင်ကာရဲ့မပြည့်စုံတဲ့လူတွေကျွန်တော်ရဲ့အတီတွေမှာလည်းရှိရကျွန်တော်ရဲ့မိတ်ဆွေတွေမှာလည်းရှိရဆိုတော့အဲ့လိုမျိုးလူတွေကိုပထမသူတို့ life ကိုတောင်းခွင့်မလုပ်ဖို့ ။ဘာလဲဆိုတော့ကျွန်တော်တို့ကနော်မယ်လူတယောက်ဖြစ်နေပြီမယ်လေ။တယောက်ရဲ့ကံကြမ္မာဆိုတာပြောလို့မရအောင်။သူများကကိုကဒီနေ့နှိမ်လာခဲ့မယ်။နောက်နေ့ချိန်ကိုကိုယ်က accident ဖြစ်ပြီးတော့အဲ့လိုဘဝမျိုးကိုကြုံရအောင်ကြုံရလိမ့်မယ်။ဆိုတော့ဘယ်သူမှကျွန်တော် judge မလုပ်သင့်ဘူး။သူတို့လက်ခံပေးပါ။ တို့ daily life မှာ normal လူတယောက်လူမျိုးသားဆက်ဆံမှာတို့အရင် strange လုပ်နေတယ်ဆိုရင်တို့ကိုယ်တိုင်လည်းဗျာ okay ဥပမာနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တာမန်လူတယောက်ထအားနည်းချက်ရှိနေတဲ့လူတယောက်ပေါ့ကျွန်တော်တို့ခေါ်ပြီးတော့သူ့တိတက်တတက်အားနာလို့ပဲဖြစ်နေပြီစေသူ့တိတက်ဖယ်ရမယ်ဆိုရင်သူ့ရဲ့စိတ်ခံစားချက်ကပူပြီးများနေလဲအဲ့တော့ကျွန်တော်တို့ရဲ့ဘဝမှာအများအား used to ဖြစ်အောင်အော် daily ကျွန်တော်တို့သူ့ကိုလက်ခံနေပြီးတော့သူတို့နဲ့တူတူပြပြပပပြရွှင်နေတဲ့နယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးတော့မှသင်ခန်းစာတွေအများကြီးရှင်းနေမယ်ဆိုတော့ okay identity twin နဲ့ဆိုတော့ကျွန်တော်တို့ကအချင်းတူတဲ့အမှားဘူးနဲ့အချင်းမတူတဲ့အမှားဘူးဘာကွာလဲဆိုတော့သိချင်လားသိချင်လဲဆိုတော့ကျွန်တော် now video မှာကျွန်တော်ထပ်ပြီးပြပြပေးသွားမယ် DI science ကဘယ်လိုရှိလဲဆိုတော့ okay ဒီ video မှာပါလာတဲ့ science ကဘယ်လိုဖြစ်နိုင်လဲဒါကျွန်တော်ရဲ့ခံယူချက်ပါဆိုတော့ကျွန်တော်ရဲ့ခံယူချက်ကဘယ်လိုဖြစ်နိုင်လဲဆိုတော့သူတို့မွေးတဲ့အခါမှာတော့အထက်မှာဒရီဖြစ်တည်မှုမှာကြတော့၂ယောက်ပဲ၃ယောက်မဟုတ်၁ယောက်ထဲလည်းမဟုတ်၂ယောက်ပဲအုံနောက်နှလုံးနဲ့ နှလုံးသားနှစ်ခုနဲ့ပဲဖွဲ့စည်းတာလာခဲ့ပဲဒါပေမဲ့သူတို့တွေတခါပြန်ပြီးတော့ build လုပ်တဲ့အချိန်အထဲမှာနည်းနည်းလေးအရွယ်ကိုနည်းနည်းလေးစတင်ပြီးတော့ပြိုးထောင်တဲ့အချိန်မှာခေါင်းတစ်ခုဆက်သွားလာလို့ကျွန်တော်ယူဆတယ်ဆိုတော့ဒီကကျွန်တော်ဥချင်းနေတဲ့မိတ်ဆွေရောဘယ်လိုယူဆလဲဥမာ medical ပိုင်းကျွမ်းကျင်တယ်လို့ရှိရင်ကျွန်တော်က medical ပိုင်းကျွမ်းကျင်တယ်လို့မဟုတ်ဘူးအာ science အမိုင်ကိုဝါသနာပါတဲ့လူတစ်ယောက်လေ့လာနေတဲ့လူတစ်ယောက်အတွက်ပုံမှန်ကျွန်တော်ရဲ့ vision တစ်ခုနဲ့ပဲကျွန်တော်ရဲ့ခံယူချက်ဘာဖြစ်နိုင်လဲဆိုတော့ကျွန်တော်ကပြတာဒီကကျွန်တော်ဥချင်းနေတဲ့မိတ်ဆွေတွေက medical knowledge ရှိနေတဲ့လူတွေ ဒေါက်တာတွေပါနေဆိုရင်ဘယ်လိုဖြစ်နိုင်လဲအဲ့တော့ကျွန်တော်ကောင်းမှန်နိုင်ရပြီပေါ့ဆိုတော့သူတို့နှစ်ယောက်ကိုချိန်ထားတဲ့ဒါမက်ဒီကယ်တန်းဖြစ်တဲ့အတွက်ဥမာကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ထည့်ပြောပြရခြင်းဖြစ်တယ်သူတို့နှစ်ယောက်ကိုချိန်ထားတဲ့ bridge ကတူတရားလေးပုံစံမျိုးအုံတော်ကိုဆက်ထားတယ်လို့ပြောတယ်အဲ့ပုံစံအဲ့ဒါကိုရအခေါ်ကတန်လက်မစ် bridge လို့ခေါ်တယ်ဆိုတော့ဒါ medical ကိုလေ့လာနေတဲ့လူဆိုရင်သိကောင်းသိနေလိမ့်မယ်ဆိုတော့သူတို့တွေဘယ်လိုအလုပ်လုပ်လဲဆိုတာသိချင်တယ်ဆိုသိရဆိုရင်ကျွန်တော် common မှာတစ်ချက်လောက်ပြပြပြီးလို့ရပါတယ်ဆိုတော့ medical knowledge ကျွန်တော်ကိုယ်တိုင်လေးလေ့လာလို့ရတယ်ဆိုတော့တခြား common မှာရေးတဲ့အတော့မှာတခြားမသိတဲ့လူတွေလည်းဝင်ဖတ်လို့ရတယ်အာနောက်ဆုံးကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ရေးတဲ့ common တွေကတော့ကျွန်တော်ဖတ်ပါတယ်ပထမနေ့ကကျွန်တော်တင်ထားတဲ့ video မှာကျွန်တော် skin walker ဆိုပြီးဆွဆွဲလာတယ်ကျွန်တော်တွေ့ရတော့